ဒီနေ့ကတော့စေကူးပေါက်တာနဲ့မစတွန်းစုလေးလှုပ်ရှားဖြစ်ပါတယ်။ရှင်ဦးဆုံးကျန်သူပြည့်နှစ်တက်လောက်ကိုယူပြီးတော့နှုတ်ဆင်ပါတယ်။ပြီးလို့ရှိရင်တော့ຫມို့ကိုပပလေးလှိရပြလိုက်ပါတယ်။ဖြီးပြီးသားတဲ့ကသုံးပုံတစ်ပုံတော့တော့နှုတ်လေးပြင်ဆင်ထားပြလိုက်ပါတယ်။အခုဆိုလို့ရှိရင်တော့ ingredient တွေအားလုံး ready ဖြစ်ပါပြီ။အရင်ဦးဆုံးဦးရမထောပလီထည့်ပြီးတော့ ချက်လုံးကျူရဲ့ချက်သွင်းလေးကိုစီးတက်ထားပြလိုက်ပါမယ်ခင်ဗျာအနံ့လေးပွေးလာပြီဆိုလို့ရှိရင်တော့ဆောနာကပပလှီရမှုကိုထည့်လို့ရပါပြီခင်ဗျာပြီးလို့ရှိရင်တော့ရေလေးနည်းနည်းထည့်ပြီးတော့ရေတဝက်စီတဝက်နဲ့ဖွင့်ထားပြလိုက်ပါမယ်ပြီးလို့ရှိရင်တော့ဂျုံမုတ်လေးလက်ဖက်နှဆုံးစာလောက်ထည့်လိုက်ပါမယ်ဆောနာဂျုံလေးတွေတမတော်ပြီဆိုလို့ရှိရင်တော့လို့စထည့်လို့ရပါပြီ အရသာအတွက်ကိုတော့ချက်တန်ပုံနဲ့စားနှမျိုးပဲတော့ပါလေခင်ဗျာပြီးရင်တော့အရသာလေးမြည်ကြည့်ပါမယ်ခင်ဗျာကျွန်တော်ကတော့လက်လွန်ချက်တန်ဖြစ်သွားတော့ငေါနုပါထည့်ထိုင်လိုက်ရပါတယ်အခုတော့ very quick သွားပါပြီခင်ဗျာဒီနေရာမှာ cookie queen တုံးလို့ရှင်တော့ပို့ကောင်းပါတယ်ကျွန်တော်ကတော့မရှိလို့ငေါနုပဲတုံးလိုက်ပါတယ်ပြီးရင်တော့ plate ဒီလေးစပြင်ပါမယ် topping နေနေရတော့ pan grill လောက်လာတဲ့ဟိုတုံးချက်ကိုတုံးလိုက်ပါတယ်ခင်ဗျာ hmm ောင်းလိုက်တာခင်ဗျာဆေးဆေးလေးနဲ့မှုရင်းနေတာပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါခင်ဗျာ